မုံတိုင်းဖြစ်ပေါ်နိုင်ခြေကိုကြိုတင်ခံမှန်းရမှာအခြေခံတဲ့တင်ချပုံစံပြုမာတို့တွေကများပါတယ်။မုံတိုင်းတလုံးအစပြိုးပြီဆိုရင်အစပြိုးတဲ့နေရာကွဲလွဲချက်တွေကအတုံးပြုတဲ့မားတို့မတူညီတာကြောင့်များနေပြီးအရေးမကြီးဘူးဆိုနိုင်ပေမဲ့မြမကံယိုရန်အနီးပင်လေပြင်းမှာအစပြိုးတယ်ဆိုရင်တော့မိုးများနိုင် လေပြင်းတိုက်ခတ်မှုပြင်းထန်နိုင်တဲ့အခြေအနေတွေဖြစ်ပေါ်စေနိုင်တာကြောင့်သတိပြုဆောင်ကြည့်ရပါမယ်။အစပြိုးနိုင်တဲ့နေရာကြိုတင်ခံမှန်းချက်တွေမှာ အကူဖေးစမာတော်ကမင်္ဂလာပင်လယ်အော်တောင်ပိုင်းအိုက်ခမာတော်ကမုတ်တမောက်ွေ မေရဘူးနမ်စမာတော်ကမင်္ဂလာပင်လယ်အော်တောင်ပိုင်းနိုဝက်စမာတော်ကကပလီပင်လယ်မြောက်ပိုင်းစသည်ဖြင့်တည်နေရအမျိုးမျိုးပြနေသောညာလဲဆက်လက်၍လျားနိုင်မဲ့ဦးတီယာနဲ့ကုန်းတွင်းကိုဝင်နိုင်မဲ့နေရာခံမှန်းချက်ကတော့နိုဝက်ကျော်ဦးရောမော့အကူဖေးစမာယောဘင်္ဂလားဒေ့ရှ်နိုင်ငံကန်းဂျီကိုမေလ16နှစ်ဆက်ရက်နေ့တွင်မှချင်းကက်ကျော်ဖြတ်နိုင်ကြောင်း တူညီတဲ့ရဝေးခံမှန်းချက်ရှိနေဆိုင်ကလုံးမုံတိုင်းလုံးမုံတိုင်းဖြစ်လာနိုင်ကြကြတော့မင်္ဂလာပင်လေအောင်မြောက်ပိုင်းမှာဒီနေ့ရရှိတဲ့တဲ့အရာ60ရှိနေပါတယ်ဒီနေ့မေလ9ရက်နေ့အတွက် နောက်ဆုံးရရှိပြီးအချက်လက်တွေအရာမေလ15ရက်မှာအစပြိုးလာနိုင်မဲ့လေဖီအားနေရဝန်းရဲ့ဒီနေရာအလိုက်ဖြစ်ပေါ်နိုင်မဲ့လေမိုးပြင်းထန်ခြင်းတွေကွဲပြားနိုင်ပါတယ်မေလ17ရက်နေ့မှာစတင်ပြီး မေလ15ရက်အတွင်း လေဖီအားနေရဝန်အစပြုဖြစ်ပေါ်ချိန်အတွင်းတနင်္သာရီတိုင်းမွန်ပြည်နယ်ကရင်ပြည်နယ်အေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းနေပြည်တော်မကွေးတိုင်းတောင်ပိုင်းနဲ့မန္တလေးတိုင်းစကိုင်းတိုင်းအောက်ပိုင်းနေပြည်တော်စတဲ့ဒေသအချို့အထိမိုးတက်လေပြင်းကြားရောက်နိုင်မိုးများနိုင်ပါမယ်။မေလ15ရက်နောက်ပိုင်းလေဖီအားနေရဝန်မှ အားကောင်းပြီးတိတာထင်ရှားတဲ့လေဖီအားနေရဝန်ဖြစ်ပေါ်ကကုန်းတွင်းဝင်ရောက်သည့်အထိ ရခိုင်ပြည်နယ်မြောက်ပိုင်းချင်းပြည်နယ်၊စကိုင်းတိုင်းအထက်ပိုင်းကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာမိုးများရာမှမိုးအလွန်များနိုင်ပါတယ်။လေနှင့်ရေကြောင့်ဖြစ်ပေါ်လာနိုင်သောသဘာဝဘေးများဖြစ်နိုင်ခြေကိုဆက်လက်ဆောင်ကြည့်တင်ပြပေးသွားပါမယ်။